တိုင်းရွှေစေးကတနင်္ဂနွေဖြစ်တဲ့အတွက်ဒီနေ့မှာပုံမှန်ပေါင်စည်းတိုင်းပဲရှိပါတယ်အားလုံးပဲမင်္ဂလာပါစိတ်ချမ်းသာခြင်းကိုကြမ်းမာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေ။ဒီနေ့က၈ရက်နေ့၆လပိုင်း၂၀၂၅ခုနှစ်တော့ဒီနေ့ထိုင်းရွှေဈေးကပုံမှန်ပေါင်စည်းတိုင်းပဲရှိနေတာဖြစ်တဲ့အတွက်ဒီနေ့မှာလည်းပဲ60.5ရာခိုင်နှုန်းလို့ရှိတဲ့ထိုင်းရွှေအခဲကတိုင်ငါရောင်းဈေးက9,450တိုင်လက်ခံတဲ့ဈေးက9,350နဲ့ပေါင်စည်းရှိနေပါသေးတယ်။လက်ဝတ်ရင်နိုင်ဈေးနှုန်းတွေကလည်းတိုင်ငါရောင်းတဲ့ဈေးက9,250နဲ့ပဲပေါင်စည်းရှိပါသေးတယ်။ ။ဒီမှာထိုင်းရွှေအခဲမက်ဝက်သားကို6430တပတ်၊တမတ်သားကို12863ပတ်၊ငါးမူသားကို2925ပတ်၊နှစ်ပတ်သားကို13900ငါးပတ်သားကို35250ဈေးနဲ့ပေါင်းစည်းရှိနေပါတယ်။လက်ဝယ်ရတာကမက်ဝက်သားကို9230တပတ်တမတ်သားကို13663ဘတ်ငါးမူသားကို26525ဘတ်နှစ်ပတ်သားကို34500ငါးပတ်သားကို 2,6250နဲ့ဒီနေ့မှာပေါင်ဈေးရှိနေပါတယ်။ပြောပြနေတဲ့ရွှေဈေးတွေကလက်ခမပါသေးပါဘူး။လက်ခကတော့ကိုယ်ဝယ်တဲ့အထည်ပေါ်မှာမူဒီသလိုဆိုင်ရင်းနဲ့မတူတာဖြစ်တဲ့အတွက်လက်ခဈေးနှုန်းတွေကတော့ဒါတစ်ဆိုင်နဲ့တစ်ဆိုင်မတူပဲပြောင်းလဲမှုတွေရှိနိုင်ပါတယ်။ဒီနေ့မှာရွှေသွားဝယ်မယ်ဆိုရင်လက်ခဈေးသက်သာတဲ့ဆိုင်ကိုကျွန်တော်လမ်းညွှန်ပေးပါမယ်။ဘန်ကောက်ထဲမှာဆိုရင်စီနက်ကလေးစီကော့စခွဲမှာသွားပြီးတော့ဝယ်လို့ရပါတယ်။တစ်ပတ်သားကိုလက်ခ၂၅ပတ်သားဒီဝယ်မယ်ဆိုရင်လက်ခအကုန်ကြမရှိပါဘူး။ပထိုင်းရွှေကိုလက်ခနည်းနည်းနဲ့ဝယ်ချင်နေဆိုလို့ရှိရင်လ လဲရေဝလမှာလည်းတွားပြီးတော့ဝယ်လို့ရပါတယ်။ရေဝလမှာဆိုရင်လည်းရွှေဆိုင်တွေအရန်များပါတယ်။လက်ခနည်းနည်းနဲ့ရတဲ့ဆိုင်တွေရှိပါတယ်။ထိုင်းရွှေစင်ငွေစည်းတွေကိုအမြဲတမ်းတင်ပေးပါတယ်။ထိုင်းရွှေစင်ငွေစည်းတွေကိုသိချင်နေဆိုရင်ကျွန်တော်ဗီဒီယိုကို follow လိုက်လုပ်ထားနိုင်ပါတယ်။အားလုံးပဲစိတ်ချလာခြင်းကိုကြပါနဲ့ပြည့်စုံပြီးအန်ရီယကင်းလို့ပြီးရှင်းနိုင်ကြပါစေ။